မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းကနေသတင်းတွေကို တင်ဆက်ပေးပါမယ်ပထမအဆုံးတပုတ်အနည်းနဲ့ချင်းညီနောင်ရဲ့ဖလန်းမြို့သိန်းစစ်စင်ရေးဒီကနေ့တိုက်ပွဲပြင်းထန်နေတဲ့ကြောင့်တင်ဆက်ပေးပါမယ်ချင်းပြည်နယ်ဖလန်းမြို့သိန်းစစ်စင်ရေးကိုချင်းညီနောင်နဲ့မဟာမိတ်တပ်တွေကဖော်ဆောင်လျက်ရှိရာမလဆနေ့ရက်မှာတိုက်ပွဲပြင်းထန်နေကြောင်းချင်းညီနောင်ဖွဲ့ဝင်ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF ပြောရေးဆိုခွင့်ရှိသူစလိုင်းတီမီကပြောပါရယ်မလဆနေ့ရက်မနက်9:00နာရီကတိုက်ပွဲပြင်းထန်နေရလို့၎င်းကဆိုပါရယ်ပြင်းထန်ပြီးတော့ဂျက်ဖိုင်တာကလည်းမိုးလင်းကလေးကနေခုထိပြစ်နေတော့ ေဂျက်ဖိုက်တာအစီနဲ့ဆိုရင်၁၇စီးလောက်ရှိပြီးအချိန်နဲ့ဆိုအချိန်၃၀ကျော်ပြီးပေါ့လို့ဆက်လိုက်တီမီကပြောပါတယ် ဖလန်းမျိုးသိန်းစစ်စင်ရေးကိုချင်းညီနောင်မဟာမိတ်တွေက2024နိုဝင်ဘာဒုတိယပတ်ကစတင်ခဲ့ရတိုက်ပွဲနီးလာကြော်ကြခဲ့ပြီဖြစ်ပါတယ်။မျိုးသိန်းစစ်စင်ရေးတွင်ဖလန်းမျိုးအပါဝင်စစ်ကောင်စီတပ်ဆွေရနေရာများကိုချင်းညီနောင်မဟာမိတ်တွေကသိမ်းပိုက်ထားပြီးဖလန်းတပ်ကုံလို့ခေါ်ဆိုတဲ့ခလာယာ268တိုင်ရင်သားကျန်တော်တယ်လို့ချင်းညီနောင်ကအသိပေးပါတယ်။မျိုးသိန်းစစ်စင်ရေးတွင်စစ်ကောင်စီတပ်ဘက်ကလေကြောင်းမှလူအင်အားဖြည့်တင်းမှုတွေရှိတော့လေချင်းညီနောင်ရဲ့ဝိုင်းဖက်ပိတ်ဆို့မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များတိုက်စုံထိခိုက်မှုတွေရှိပြီးစစ်တုံးပံများပြားကို ချင်းညီနာပူးပေါင်းတပ်ကဖမ်းဆီးခဲ့ပါတယ်။ဖလန်းတိုက်ပွဲမှာစစ်ကောင်စီကစစ်မှုနဲ့တပ်သားတွေကိုပါအုံပြူစစ်အင်အားဖြည့်တင်ခဲ့ခြင်းဖြစ်ကြောင်းချင်းညီနောင်ကဖမ်းမိထားတဲ့စစ်တုံးမှန်းချုပ်ကထွက်ဆိုထားပါတယ်။ဒါအပြင်ကျန်းစစ်ကောင်စီတပ်သားတွေကအခွင့်ရပါကတော်လိုင်းတပ်ဖွဲ့တွေထံလက်နက်ကြားအလင်းဝင်ကြားဖို့လဲစစ်တုံးမှန်းလုံငယ်တချို့ကတိုက်တွန်းထားပါတယ်။ချင်းညီနောင်မဟာမိတ်တွေကဖလန်းမျိုးသိန်းစစ်စင်ရင်းနဲ့တူမင်းတပ်မျိုးသိန်းတပ်ပွဲကိုပါတပြိုင်နက်ဆင်နွှဲခဲ့ပါတယ်။တိုက်ပွဲရက်ပေါင်းလက်ရှယ်၄၀ကျော်အကြာ2024ဒီဇင်ဘာ22ရက်မှာမင်းတပ်မျိုးကိုချင်းညီနောင် မဟာမိတ်တွေကအပီးသက်တင်နိုင်ခဲ့ပြီးစစ်တုံးပန်းရှာနေချင်းနဲ့လက်နက်ခဲယမ်းများစွာတင်ရခဲ့ပါတယ်။ မင်းတပ်မျိုးကြပြီးနောက်ကံပလက်ရှိစစ်ကောင်စီတပ်တွေကဒီဇင်ဘာ21ရက်ညပိုင်းမှာမြို့ကိုဆုံးခွာသွားရာကံပလက်မြို့ကိုဒီဇင်ဘာ22ရက်မှာချင်းညီနောင်ကတင်ပိုင်နိုင်ခဲ့ပါတယ်။ဆက်လက်ပြီးတကောင်းနီကဲစက်ရုံပါဝင်ထီချိုက်မြို့ဝင်းစင်ကိုတော်လိုင်းတပ်များဆက်လက်ထိန်းချုပ်ထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းထီချိုက်မြို့နယ်မှာလက်တလောစီရင်အခြေအနေငြိမ်သက်နေပြီးမြို့ပတ်ဝန်းကျင်ကြီးပါတွေကိုတော်လိုင်းတပ်ဖွဲ့တွေကဆက်လက်ထိန်းချုပ်ထားကြောင်းထီချိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖနဲ့နှိဆက်သူကပြောပါတယ်။စစ်ကောင်စီတပ်တွေကတော့မြို့ပေါ်မှာအရင်တိုင်း ုင်းတက်ဆွဲထားပါတယ်။ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေရာတွေကိုသူတို့မလာနိုင်ပါဘူး။တမျိုးနယ်လုံးကိုစကားစကားပြန်ထိန်းချုပ်သွားတယ်ဆိုတာမဟုတ်ပါဘူးလို့အဆိုပါသတင်းရှင်မြစ်ကပြောပါတယ်။ ထီကြိုက်မြို့သိမ်းတပ်ဖွဲ့ကိုပြီးခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလ10ရက်ကစတင်ပြီးတော်လိုင်းတပ်ဖွဲ့များတိုက်ခိုက်ခဲ့ပါတယ်စစ်ကောင်စီကလေကြောင်းပြင်ရေကြောင်းကမှအပြင်းထန်ကုကံတိုက်ခိုက်ပြီးအိမ်အများပြားပြက်စီခဲ့ပါတယ်မြို့ကန်တွေကမန္တလေးပါဝင်အခြားနီဝင်းကျင်မြို့နယ်တွေမှာတိမ်းရှောင်နေကြပါတယ်စစ်ကောင်စီကမြို့ကိုဖျက်ဆီးနေပြီးတော်လိုင်းတပ်ဖွဲ့တွေကမြို့ပေါ်ထိုးစစ်ဆင်မှုရပ်ခဲ့ပါတယ်မြို့နယ်ခုနမိုင်ခန့်အကွာမှာမောင်းကုန်ကျေးရွာကိုတိမ်ပိုင်လိုက်သလိုအဆိုပါနေရာနီးရှိတကောင်းနီကဲဆိုင်ရုံကိုလည်းထိန်းချုပ်ခဲ့ပါတယ်တရုတ်အစိုးရရှင်နီမြို့နယ်ထားတဲ့ တကောင်းနီကဲစက်ယုံရှိရဲ့ထီးချိုင်မြို့နယ်မောင်ကုံချင်းရွာကို2024ဩဂုတ်မှာတော်လိုင်းတပ်တွေကသိမ်းယူခဲ့ခြင်းဖြစ်ပါတယ်။မောင်ကုံချင်းရွာကစစ်ကောင်စီကင်းစင်နေမြေဖြစ်ပြီးလို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနက2024ဩဂုတ်နေ့ရက်မှာကြေညာခဲ့ပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်တွေကထီးချိုင်မြို့ရဲစခန်းထီးချိုင်တတညတောင်လမ်းဆောင်တို့အပါအဝင်ရှက်ကွက်၅ခုရှိတဲ့မြို့ပေါ်နေရာအချို့မှာတက်ဆွဲထားပါတယ်။မြသိန်းနယ်တောင်ပေါ်ရှိထီးချိုင်စခန်းကဘဏ်ကအထက်ထက်နဲ့ခန့်စစ်ပြင်ဆင်ထားတဲ့နေရာဖြစ်ပါတယ်။မလာရှင်ရက ထီးကြိုင်မြို့နယ်ကွင်းကြီးရွာလမ်းဆောင်ကိုစစ်ကောင်စီကပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်းဒေသခံတပ်ဦးဒဏ်ရာရပြီးအိမ်ငါလုံးပျက်စီးကကျွဲသုံးကောင်တင်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဆလတ်ပြီးကပ္ပဆလက်နက်ဆက်ရုံအားတိုက်ခိုက်ခဲ့မှုဆိုတဲ့ကြောင့်တင်ဆက်ပေးပါမယ်။ဇန်နဝါရီလဆောင်းရသည့်မနက်ခင်းချိန်မှာစင်ယူနီဖောင်းများဝတ်ဆင်ထားတဲ့အယောက်20ခန်းရှိတပ်စုတစုကမကွေးတိုင်းနယ်ချင်းပြည်နယ်အကြားကြံထန်းလာတဲ့တောတောင်ရှုံမြောင်းတွေကိုဖျက်ပြီးပြစ်မှတ်ရှိရာကိုဦးတည်ချီတက်လာပါတယ်။၎င်းတို့နဲ့တူတစ်ခုနဲ့20ကီလိုမီတာကန့်လေးတဲ့တာတို့ပြ င်100ခုနှစ်မမဒုံးကြီးများတည်ဆောင်လာပါတယ်။ကားတဒံတင်မော့တဒံချီလင်းတွေနဲ့ပြည်မတ်ရှင်ရာကို15ရက်ခန့်ခရီးနေခဲ့ကြပါတယ်။၎င်းတို့ရဲ့ပြည်မတ်ကအီယာရီမြစ်အနောက်ဘက်ကပခုတ်ကူခရိုင်တွင်ရှိစိတ်ဖြူမြို့မှာမိုင်30กว่าရှိစစ်တပ်အတွက်ပေါင်900ပုံတိများအပါဝင်လက်နက်များထုတ်ပေးနေတဲ့အမှတ်27ကားဝဲပစ္စည်းစက်ရုံဖြစ်ပါတယ်။ ပြမတ်ကိုပြစ်ခတ်နိုင်တဲ့အကွာအဝေးတွင်ရောက်လာတဲ့အခါမှာတော့တိုက်ခိုက်နိုင်ဖို့နဲ့ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ဖို့နှိယက်ခံပြင်ဆင်ခဲ့ရပါတယ်။ဒီလိုပြင်ဆင်ရမှာပင်လယ်ရေမျက်နှာပြင်အမြင်လက်တီကျူးလောင်ကြီးကျူးတွေကိုအသေးစိတ်တွက်ချက်ခဲ့ရပါတယ်။ဒေကြတာထက်တီချောင်းအထက်ထက်တွက်ချက်ပြီးတဲ့အခါမှာတော့ဒုံးကြီးရှစ်လုံးကိုပြစ်လွတ်ခဲ့ပါတယ်။ဂျေလောင်နဲ့ပောက်ကွဲတန်ကြီးနဲ့အတူခုနှစ်လုံးကပြစ်မှတ်ကိုတိုက်ရိုက်ထိမှန်သွားခဲ့ပါတယ်။အဲ့ဒီနေ့ကဇန်နဝါရီ16ရက်နေ့နေ့လယ်နှစ်နာရီမှဖြစ်ပြီး၄နာရီကြာတိုက်ခိုက်ခဲ့ပါတယ်။တိုက်ခိုက်မှုမှာပါဝင်ခဲ့သူတွေကမန္တလေးအခြေဆိုင်မြို့ပြပျောက်ကြား အဖွဲ့မှဖြစ်ပါတယ်။၎င်းတို့ရည်ရွယ်ထားတဲ့အဓိကအဆောင်များကိုဖြည့်ဆည်းနိုင်ငံရုံမကစစ်ကောင်စီတပ်အများပြားလည်းတည်ဆုံသွားခဲ့ပါတယ်။ကာဘာဆာစက်ရုံများကနိုင်ငံအနှံ့25ခုခန့်ရှိပြီးမကွေးတိုင်းတတိုင်းနဲ့မှာတော့25ခုခန့်ရှိနေပါတယ်။ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီးတော်လိုင်းတပ်ဖွဲ့တွေကအဆိုပါစက်ရုံတွေကိုချိန်မုံနိုင်ရင်ကိုအဓိကအာရုံဆိုင်လာခဲ့ပါတယ်။စက်ရုံများစုကနိုင်ငံအလဲပိုင်းရှိသွားလာရေးခက်ခဲတဲ့ဒေသတွေမှာရှိနေပါတယ်။ ဒါပေမဲ့အခုကနိုင်ငံအနောက်ဘက်ကျမ်းမှာတော်လိုင်းဆင်နွှဲနေတဲ့အာရခတက်တော်နဲ့ချင်းညီနောင်များရဲ့အဖွဲ့လက်တကန်းကွာမှရှိလာခဲ့တာဖြစ်ပါတယ်။အာရခတက်တော်ရဲ့စီရေးရှိမှန်ချက်ကရခိုင်ဒေသမှာစစ်အာဏာရှင်တမားကိုအပီအပိုင်းမောင်းထုတ်နိုင်ဖို့နဲ့နိုင်ငံကို၎င်းတို့အုပ်ချုပ်နေဖို့ဆောင်းကန်းတိုင်ဖြစ်ရည်လို့အဆိုပါအဖွဲ့နဲ့နှိစက်တဲ့နိုင်ငံရေးလှလာသူဦးဖေတန်းကပြောပါတယ်။ AA ကအေယာရီဘကိုနဲ့မကွေးဒေသကြီးတွေမှာပူပေါင်းတပ်ဖွဲ့တွေနဲ့အတူစစ်စင်ရေးများဆင်နွှဲလာပြီးဖြစ်ပါတယ်။ AR အနောက်ဘက်ခြမ်းကိုထိန်းချုပ်လာနိုင်တာနဲ့အမျှနေပြည်တော်ကိုထိန်းချုပ်လာ ာနိုင်ပြီဖြစ်ပြီးရီမန်းချက်များပေါက်မြောက်လာတော့မှဖြစ်တယ်လို့ထောက်ပြခဲ့ပါတယ်။မြစ်ကိုဖြတ်ကူးလိုက်ရုံနဲ့ဤပြည်တော်ကလက်တကန်းကွာကိုရောက်လာပြီလို့ဆိုပါတယ်။ဇန်နဝါရီတတိယပတ်အတွင်းရခိုင်ရုံမှကိုဖြတ်ကျော်တဲ့လမ်းမကြီးများတရှောင်းတိုက်ပွဲများပြင်းထန်ဖြစ်ပွားနေပါတယ်။တောင်ကုတ်ပဒေါလန်းရှိအုပ်ရှိပင်မြို့လေးကအဓိကဆုံးချက်ဖြစ်ပါတယ်။ဇန်နဝါရီလဆန်းကစပြီးပဒေါမြို့နယ်အတွင်းရှိအဆိုပါမြို့အနီးတစ်ဝိုက်စစ်ကန်းတွေကိုစတင်တိုက်ခိုက်လာနေပြီဖြစ်ပါတယ်။အဲ့ဒီဒေသမှာလက်နက်မျိုးစုံထုတ်လုပ်တဲ့ကာပါစာ969ရှိပါတယ်။စင်တင်းမှာလည်းပေါက် 1500ပုံတိများထုတ်ပေးနေတဲ့ကားဘတ်စအသုံးခုရှိပါတယ်။ တိုက်ခိုက်ခံလာရပါကပောက်ကွဲနိုင်မယ့်အရေးကြောင့်အုတ်ရှိပင်အနီးရှိဒေသခံများထွက်ပြေးတင်းရှောင်ကုန်ကြပြီဖြစ်ပါရယ်ကာဘာဆာဆက်ယုံအမြောက်များရှိနေတဲ့အမ်ဘဒန်လမ်းမတိုက်ပွဲတွေကပုံမပြင်းထန်လာနေပါရယ်စစ်ကောင်စီကစုံရင်တကြီးနဲ့ငဖဲမျိုးအနီးရှိကာဘာဆာဆက်လီမှာလက်နက်ခဲယမ်းများကိုမကွေးလီတပ်စခန်းကိုရွှေ့ပြောင်းခဲ့ကြပါရယ်အီနဲ့ပူပေါင်းတပ်တွေကငဖဲမျိုးအနီးရှိနိုင်ရီကန်လီချောင်းကာကွယ်စခန်းကိုတိုက်ခိုက်ခဲ့ပါရယ်စစ်ကောင်ဆောင်များအသက်ဆက်နိုင်ဖို့အတွက်အထူးအသက်သွေးကြောဖြစ်တဲ့ကာဘာဆာဆက်ယုံတွေကိုစတင်တိုက်ခိုက်လာနေပြီဖြစ်ပါရယ်တမနီနဲ့ န်မောင်းနေမရှိကစက်ရုံလေပတ်နေသည့်တိုင်းထုံလုံမှုရပ်ဆိုင်သွားမှာဖြစ်ပါရယ် ်စစ်ကောင်ဆောင်တွေက၎င်းတို့ရဲ့အနေထားကိုရိတ်စားမိလာလို့အဆိုပါဒေသတွေကိုစစ်ကူများအင်အားလုံးကြီးနဲ့စေလွတ်နေကြပါတယ်ရဟန်းရင်ဆင်းသက်နိုင်ဖို့စိတ်ဖြူမျိုးမှာစက်ရုံအနီးတဝိုင်းရှိလက်မြေတွေကိုတော့တင်းယူလာကြပါတယ်ဒီဇင်ဘာ26မှာကာဗဆာ20နှစ်အနီးရှိကျေးရွာတစ်ခုလုံးမိရှုဖြက်စီဖြစ်ခဲ့ပါတယ်အခုကကာဗဆာ24မှာတပ်ဆွဲထားတဲ့အင်အားတရာခန့်ရှိစစ်ကောင်စီတပ်များကိုတော်လိုင်းအင်အားစုတွေကဝိုင်းပတ်ပိတ်ဆို့ထားပြီးဖြစ်ပါတယ်စက်ရုံများတင်းပိုင်နိုင်ရင်ကအဓိကမကြပဲအတွင်းရှိစစ်ရန်နေရာတွေအားလုံးလုံးဝဖြက်စီပြစ်နိုင် င်ဖို့သာအရေးကြီးတယ်လို့ပူကြီးစင်ရောကထောက်ပြပါရယ်ကာဘာစားစက်ရုံတွေကိုဖြတ်စည်းပြစ်နိုင်မယ်ဆိုရင်ဒေါ်လာရင်း80 90ရာခိုင်နှုန်းအနိုင်ရသွားပြီလို့ပြောလို့ရကြောင်းအသက်33နှစ်ရှိ No More Distortion ကောင်းဆောင်နှကားကြီးကလို့ဆိုတဲ့ကြောင်းရေးသားထားပါရယ် နောက်ထပ်အိန္ဒိယတိုင်းသတင်းမှာမီဇိုရန်ပြည်နယ်ဝန်ကြီးချုပ်မှပြည်ထိုင်တဲ့အမေရိကန်နိုင်ငံသားတွေက၎င်းတို့ရဲ့ပြည်နယ်ကိုဖျက်ပြီးမြန်မာနိုင်ငံတွင်းရှိတော်လိုင်းဖွဲ့တွေကိုလက်နက်ကင်တန်းတန်းပြီးဖို့ဝင်ရောက်နေကြတယ်လို့လွှတ်တော်မှအတိအပြီးပြောကြားလိုက်တယ်လို့သတင်းမှပါရှိခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်တွင်ဇွန်လမှဒီဇင်ဘာထိနိုင်ငံခြားသား2000ခန့်ရောက်ရှိလာတော့လဲ၎င်းတို့ကိုမြို့တော်ရင်လမ်းများပေါ်မှာမတွေ့ရဘဲပျောက်ကွယ်သွားကြတယ်လို့ဆိုပါတယ်။မကြာမီကမီဇိုရန်ပြည်နယ်ကိုအမေရိကန်တမ်းမတ်ချုပ်တင်အကြောင်းကြားချက်မရှိဘဲရောက်ရှိလာခဲ့မှုကလည်းအံ့အားသင့်စရာဖြစ်လာခဲ့ရတယ်လို့ဆိုပါတယ်။ ရောက်လာသူတွေကယူကရိန်းစစ်မြန်အများဖြစ်တယ်လို့မီဆိုရန်ပြည်နယ်ဝင်ကြီးချုပ်ကဆိုပြီးအချင်းတွေကိုအနီးကပ်စောင့်ကြည့်နေရလို့လည်းထည့်သွင်းပြောဆိုထားပါတယ်။တရင်ကောင်တည့်ရပြင်ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတီးကိုဟောင်ကောင်မှအပြန်မနီလာနီနွိုင်းအကီနိုလီစိမ့်မှ ICC ဖန်ဝရန်ကိုအကောင့်ထဲပေါ်ဖို့အင်တာပိုရဲ့တောင်းဆိုချက်နဲ့ဖိလစ်ပိုင်ရဲ့တပ်ဖွဲ့မှဖမ်းဆီးလိုက်ပြီးဟိတ်ရှိ ICC တရားရုံးကိုလွှဲပြောင်းမယ်လို့သိရကြောင်းတရင်မှဖော်ပြပါရှိပါရှင်။